Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေဆိုတော့ Tyson Gazama ဖြစ်တဲ့ Simenyu နဲ့ Quinlan Gazama ဖြစ်တဲ့ Carlos Baleba တို့ဒါ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်တခြားထွက်လာတာတွေကျွန်တော်ရှိတယ်ဒါလေးတွေနဲ့ပတ်သက်လို့ကျွန်တော်ဒါဆွေးနွေးကြည့်အောင်ပါဒါကျွန်တော်တို့လက်ရှိပြမသောအနေနဲ့ကတော့ Electros ကနေပြီးတော့ report လုပ်ထားတာပေါ့နော် Manchester United အနေနဲ့ကျွန်တော်တို့ဘုံမောင်းရဲ့ Tyson Gazama တယောက်ဖြစ်တဲ့ Simenyu ကို ပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့ကခေါ်ယူဖို့နဲ့ပတ်သက်လို့အမှန်ကန်ဆွေးနွေးတာတွေကျွန်တော် ရှိခဲ့တယ်ပေါ့နော်ဒါအပြင်တို့အနေနဲ့ပေါ့နော်ဒါလာမယ့်နေရာဒီပြောင်းရွှေ့မှာဆိုလို့ရှိရင်လည်းပဲတို့အနေနဲ့ဒီအတင်းဘက်ကအမှန်ကန်ကိုကျွန်တော်တို့သာခေါ်ဖို့အတွက်ဆက်လက်ဆောင်ကြည့်မှုတွေကျွန်တော်ရှိနေသေးပြီးတော့ဘုံမောက်ဘက်ကတော့လက်ရှိဆိုလို့ရှိရင်ကစားမရဲ့အည်တွေးဟာပေါင်85တန်းကျော်တဲ့တန်ကြီးလောက်ရှိနေပြီဆိုပြီးတော့ပေါ့နော်ယူဆထားတယ်လို့ကျွန်တော်ပြောထားတယ်ဆိုတော့ဘုံမောက်အနေနဲ့ စင်မင်ညူကကောင်းလာလာဖြစ်ရတဲ့ပေါင်း80နဲ့9တန်းလောက်နေမှကျွန်တော်လက်လှုပ်မယ်ပေါ့အပြီးကတဲ့ຫນွေရာဒီအပြောင်းရွှေ့ကအသင်းနဲ့ပေါ့နော်စင်မင်ညူရဲ့ကြားထဲမှာတကယ်အချင်းကြီးကောင်းခဲ့တာတွေကျွန်တော်ရှိတယ်အချင်းကြီးကောင်းခဲ့တာတွေဆိုတာဒီအမ်ဘူမိုတို့ဘာတို့ကိုမခေါ်ခင်နေမှာပါကျွန်တော်ဘယ်လိုပြောမလဲဒီအသင်းဘက်ကပေါ့နော်လောက်ခလာစားကျွန်တော်ဒါဟိုဘုံမောင်းလောက်တော့မှမကန်လန်းနိုင်ခဲ့ဘူးဆိုတဲ့ rumor တွေတောင်ကျွန်တော်ထွက်ခဲ့တာ နော်ကစားမပြည့်တူကိုဘုံမောက်လူကြီးနဲ့တော့ကြီးတော့ကျွန်တော်ပေးနိုင်တယ်။ဒါပေမဲ့လို့လောက်ခလာစာပမာဏအနေနဲ့ကျွန်တော်ကြည့်ရင် United ဘက်ကဒါကစားမအစ်တွေကိုခေါ်ဝေးကျူးပန်းမဲ့ပမာဏလောက်တော့မှပေါ့နော်ဒီမပေးကြည့်မှုဆိုတဲ့ပုံစံမျိုးနဲ့အပြောင်းရွှေ့ရမဖြစ်မဖြစ်မြောက်ခဲ့တာဆိုတဲ့ပုံစံမျိုးလေးကျွန်တော်ပြောထားတယ်။အဲ့ဒီတော့ကျွန်တော်လက်ရှိမှာနွေရာဒီကထင်လို့မဖြစ်ခဲ့ပဲနဲ့ပေါ့နော်စင်မင်ညိုကိုမရခဲ့ဘူးပေါ့လေ။ဂျန်နဲ့ Brian Ambumo နဲ့ကျွန်တော်ဒါဒီ Matthew Kunya တို့ပဲကျွန်တော်ရခဲ့တာ။ ဆိုတော့အဓိကကလူသလားပေါ့နော်လူသလားဆိုတဲ့နေရာမှာမတ်တစ်ကွန်ညာကျွန်တော်တို့ရှိမယ်ဘရိုင်ယန်အပူမိုကျွန်တော်တို့ရှိမယ်မေဆန်မောင်းရှိမယ်ဗျာနေရိုနံပါတ်10ကတော့မနိုင်ပြောရင်ကျွန်တော်ကတော့အတလောက် GT အသင်းအနေနဲ့လာမယ့်နွေမှာဦးစားပေးပြီးတော့ကျွန်တော်အားပြည့်တင်တယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်ကွင်းလေကမဖြစ်မနေကျွန်တော်တို့အားပြည့်ရပါလို့လဲဆိုတော့နေရိုနံပါတ်10ဒီအကယ်လို့မြန် MOD မရှိတော့ဘူးဆိုလို့ရှိရင်နံပါတ်10ကစားမအလောက်လူချင်မလူတော့မှာဒါပေမဲ့လို့ MOD မဲ့ဆက်ရှိရှိနောက်ထပ်နီးပြအစ်စ်ပဲကျွန်တော်လာလာဘယ်သူပဲကျွန်တော်ဖြစ်ဖြစ် ကက်စီမီရိုနဲ့အဆင်မပြေတော့ဘူးဘရူနိုနဲ့ပေါ့နော်ကျွန်တော်တို့ကပွဲတိုင်းအဆင်မပြေဘူးဆိုတဲ့ကွင်းလေကိုအားပြမှကျွန်တော်ရမှာကွင်းလေဒီအတင်းရဲ့အဓိကလိုအပ်နေတဲ့နေရာပဲကွင်းလေကိုကျွန်တော်တို့ကအမှန်ကန်အားပြနေမှကျွန်တော်ရမှာကွင်းလေဒီအရေးကြီးတယ်နော်ဒါကာလို့စ်ပါလေပါပဲဖြစ်ဖြစ်အဒမ်ဝါတန်ပဲကျွန်တော်တို့ဖြစ်ဖြစ်ပေါ့နော်အင်မတန်အရေးကြီးတဲ့နေရာမှာကျွန်တော်တို့ပါတယ်ကွင်းလေအားပြနိုင်ရေးကဒါတော့မှဥကာတီတို့ဘာလို့လဲပတ်သက်လို့ရှိရင်ဂျင်းနဲ့ဆရာကောင်းတဲ့ performance တွေဒီရဒီမှာဘာမှန်ကျွန်တော်တွေ့ထားသေးတာမဟုတ်ဘူးနော်အဲ့လိုနေထားတဲ့ကမှအသင်းအနေနဲ့ ဟိုနောက်ထပ်ကွန်းလင်ကစားမတရားကိုဦးစားပေးပြီးတော့ခုံမကျူးပန်းမှုဆိုရင်တတော်ကိုနောင်နာရရရာဖြစ်ပါလိမ့်မယ်။ဒါနီးပြအတိတ်ဆိုလို့ရှိရင်ပဲဖြစ်ဖြစ်ပေါ့နော်။တခြားကျွန်တော်နေနဲ့ဒါလက်ရှိအမ်ဝင်ဆက်ပြီးတော့ကင်တွေတာမျိုးပဲကျွန်တော်ဖြစ်ဖြစ်ပေါ့။တေချာတာကတော့ကွန်းလင်ဒီအတင်းနေနဲ့မဖြစ်မနေဆိုလို့အားဖြစ်ရမယ်တဲ့မှာကျွန်တော်ပါတယ်။တိုင်းမဲ့လေလို့ပေါ့နော်စီမင်းညူကိုခေါ်ဖို့ကြိုးပမ်းမယ်ဆိုတာကတော့တိတ်ပြီးတော့ဘဝင်တော့မကြဘဝင်မကြဘူးဆိုတာကစားမကပေါင်85တန်းဆိုတာထက်အတင်းမှာကျွန်တော်တို့ပေါ့နော် position 2တဲ့ကစားမတွေရှိနေတာစီမင်းညူဒီ သူတို့ညအရန်ကစားမှကျွန်တော်မဟုတ်ဘူးပေါ့နော်မက်ဒီစ်ကွန်ညာတီအရန်ကစားမှမဟုတ်ဘူးဘရိုင်ယန်အမ်ဘူမူတီအရန်ကစားမှမဟုတ်ဘူးဒီကစားမတွေရဲ့ quality က first line နဲ့ကို week and week ကကစားနေရမယ့်ချစ်နေမျိုးတွေကစားမကောင်းနေမြန်မာရှိလေကောင်းနေပေါ့သူတို့လည်းပဲပူပြီးတော့တဏီယာတွေကိုကျွန်တော်တို့ညတကုံကြီးအားဖြစ်ပြီးတော့ဂျန်တဲ့နေရာတွေအားမဖြစ်နိုင်ဘူးဆိုတော့လကားပဲဗျာဒါကြောင့်ကွင်းလေတီ immediate low တယ်ဆိုတော့ကွင်းလေ low တယ်ဆိုတဲ့နေရာမှာတစ်ချိန်နဲ့ကျွန်တော်ပေါ့နော် Carlos Palaiba နဲ့ပတ်သက်လို့ရှိရင် United အနေနဲ့ပေါ့နော် Carlos Palaiba နဲ့ပတ်သက်ပြီးတော့လက်ရှိပုံစံကောင်းနေမြင်မနေရဘူးဆိုပေမဲ့ လက်လျှော်ခြင်းရှိမိနေသေးဘူးပေါ့။ဗာလဲပါကို United ရဲ့ဘက်ကခေါ်ကျင်နေတော့မယ်။ကစားမဖြစ်သူရဲ့ဘက်ကလည်းကျွန်တော်ပြောင်းကျင်နေတော့မယ်။ပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့ကလည်းပုံကိုယ်ရေးဆိုင်ရာသဘောတူညီမှုတွေပါတွေပါကျွန်တော်ရထားတာ။တကယ်ကိုအချင်းကြီးကောင်းခဲ့တာဒါပေမဲ့လို့ Brighton ရဲ့ဘက်ကလက်မလွတ်ချင်ဘူးဆိုတာရဲ့တန်ကြီးကျွန်တော်တို့ပေါ့နော်ဒီအမြင့်ကြီးတက်မှတ်ထားလာရင်လည်းအပြောင်းရွှေ့ကကျွန်တော်ဒါအလုံးမဖြစ်ခဲ့တာပေါ့။ဆိုတော့ Carlos Vallebar နဲ့ပတ်သက်လို့ရှိရင်လက်ရှိမှာတန်ကြီးကရော့လာပြီးတော့ကျွန်တော်ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ကစားမကခြေသွန်းကပြမနေဘူးပထမပိုင်းမှာလူသားပြီးပထမပိုင်းပြီးလူသားလဲခံလဲရတာတို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့က first line နဲ့မှာမပါတဲ့ပွဲတွေတို့နော်ပြီးလို့ရှိရင်ကျွန်တော်ဒုတိယပိုင်းမှာဆိုလို့ရှိရင်ပွဲတန်းဒီပါလူသားလဲခံတာတို့ဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အာဒီကစားမဖြစ်တယ်ပဲစွမ်းဆောင်ကြီးကပြီးခဲ့တဲ့ရာသီကျွန်တော်တို့မြင်ခဲ့တဲ့ပုံစံမျိုးကျွန်တော်ဟုတ်မနေဘူးပေါ့သူရဲ့ brighton ဒီပါဖြစ်တဲ့ fabian hazard ဆိုလို့ရှိရင်လည်း manchester united နဲ့ပေါ့နော် အပြောင်းရွှေ့ရူမာစတီထွက်ခဲ့တာကကစားမားလေးကိုတော်တော်ကိုထိခိုက်တယ်ဆိုပြီးတော့သူပြောထားတယ်စိတ်ပိုင်းဆိုင်ရာရအဲ့တော့ကစားမားကပွဲတွေကိုအာရုံမဆိုင်နိုင်ဘူးပြီးလို့ရှိရင်လည်းပဲကျွန်တော်ဘနသူ့ရဲ့အကောင်းဆုံးအရေးသွေးကိုမပြနိုင်ဘူးပေါ့နော်ဒါတွေကျွန်တော်ပြောထားတယ်တကယ်တမ်းတွေးကြည့်လို့ရှိရင်လည်းပဲဟိုဘယ်လိုပြောဟိုအာရုံနောက်စီတာပေါ့နော် United နဲ့သတင်းသတင်းကြားခဲ့တဲ့အရာတွေကပြီးလည်းပြီးတော့သူက Brighton ပေါ်မှာအာရုံမဆိုင်နိုင်တော့ဖြစ်သွားတာအဲ United အတွက်တော့ဒါစဉ်းစားကြရတယ်ပေါ့စဉ်းစားကြရည်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ယာစီကတော့ပေါင်သန်း100လောက်သုံးမယ်လို့130လောက်သုံးမယ်လို့သတင်းတွေကျွန်တော်ထွက်တာ ဘရိုင်တန်ရဲ့ဘက်ကလည်းသူတို့ကလုံးဝကိုလက်မလွတ်ချင်ဘူးငါတို့ကတော့တရာစီတော့ငါတို့ဆက်သွားခြင်းနဲ့နော်ဒီကောင်လေးနဲ့ဒိုင်းမဲလို့ပေါ့နော်မင်းတို့ခေါ်ခြင်းနဲ့ဆိုတန်120 130ဒါမှမဟုတ်ပေါက်ခဲတာအဲ့ဒါမဲ့အခုတော့ကစားမားကတော်တော်ကိုတိုင်ပတ်နေပြီဘရိုင်တန်ကွင်းလယ်မှာလူသားလဲခံတဲ့အချင်းဒီမျိုးတွေဒီပါကျွန်တော်ရောက်ကုန်ပြီဘရိုင်တန်ကွင်းလယ်မှာပွဲထွက်ကမရတဲ့ပွဲကြီးကျွန်တော်ကြုံရတဲ့ဒီပါကျွန်တော်ရောက်နေပြီဆိုတော့စောစောစီစီလူသားလဲခံတဲ့နေထိုင်မှုတွေပါကျွန်တော်ကြုံနေရပြီဒါဒီကစားမားရဲ့အခြေချင်းကြလာတာလားပေါ့တေချာတာတစ်ခုကတော့ ကစားမကဘာဆွမ်းဆောင်ရေးကောင်းမှန်းကျွန်တော်လောလောဆယ်ဒီရာဒီမှာပြထားနိုင်ခြင်းမရှိသေးဘူး။ဘာလဲဘာနဲ့ပတ်သက်ပြီးတော့တကယ်ကောင်းပါလေဆိုတဲ့အနေအထားမျိုးကျွန်တော်ကမှတွေ့မနေရဘူး။ဟောဆိုတော့ဒီကြတာတစ်ခုက Brighton နေနဲ့ဗောနောပြီးခဲ့တဲ့ရာဒီကလို့တောင်းတယ်လို့မျိုးငွေတောင်းလို့မရတော့ဘူး။ငွေဒီအများကြီးကျွန်တော်တောင်းလို့မရတော့ဘူးဆိုတော့ဈေးရောလာမယ်ဈေးရောလာမယ်အရင်ထက်ပိုတဲ့အနည်းတဲ့ဗောနောဈေးနဲ့ခွန်နိုင်မယ်ဆိုတော့ United ဘက်ကိုကျွန်တော်တွေ့ကြည့်ရင်တရင်ကောင်းမယ်။ဒါပေမဲ့လို့ဗောနောဈေးရောတာကတော့ဟုတ်ပြီ။ကစားသမားလေးကကိုရီ United ကိုရောက်လာတော့လေ ီလို pressure တွေမခံနိုင်ဘဲနဲ့တိုင်ပတ်နေတယ်ဆိုရင်ငါတို့ဘယ်လိုလုပ်မလဲပေါ့နော်ဒါကကျွန်တော်မိကူးမေးစရာအကြီးဖြစ်သွားပြီ Brighton လိုအသင်းမျိုးမှာ Manchester United နဲ့သတင်းထွက်ယုံလောင်းနေတဲ့လက်ရှိကလပ်မှာအာယုံဆူစိုက်ပြီးတော့ပေါ့နော်အမှန်ကန်ကစားလို့အဆင်မပြေဘူးဆိုရင် Manchester United မှာတပွဲခြေသွမ်းမပြရင်တပွဲဆိုသလိုဟိုဘယ်လို PRB ခံရမယ်မီဒီယာတွေရဲ့ရေးသားခြင်းကိုခံရမယ်လူတွေပါစပ်ပြမှာတော်တော်ပြောခံမယ်အခုလက်ရှိ Brighton မှာသူခြေသွမ်းပြနေတယ်လို့မျိုးဆိုလို့ရှင် United မှာ ဘာမှန်ကိုရတဲ့အောင်ရှိရှိမှာမဟုတ်ပြောခံရလို့ဆိုတော့အဲ့ဒါ၄ကိုသူကတကယ်ကင်တွယ်ဓာတ်ပါမလားကင်တွယ်နိုင်ပါမလားပေါ့ဝေဖန်မှုတွေကိုဒါကကျွန်တော်အရေးကြီးတယ်ဗျာဟိုဟိုကစားမားကိုခေါ်ဖို့အတွက်ငူတန်ပြူတန်ဖိုးရော့သွားတာတော့မှန်ပြီမတန်ဖိုးရော့သွားတယ်ဆိုတဲ့နေရာမှာလည်းအကြောင်းပြချက်ကကျွန်တော်ရှိတာလေအဲ့ဒါဘာကြောင့်တန်ဖိုးရော့သွားသလဲပေါ့ကောင်းရည်တန်းနေတော့တန်ဖိုးကရော့သွားတဲ့အကြောင်းမရှိဘူးဒါကြောင့်ဘာလို့လက်ရှိယုံကင်နေရတဲ့ကာလို့စ်ပါလေပါကိုအတင်းဘက်ကထပ်ပြီးတော့ခေါ်ဖို့နဲ့ပတ်သက်လို့တောက်လျှောက်ဆိုသလိုကျွန်တော်တတိနေထွက်နေတယ် တော့ပြီးခဲ့တဲ့ရာသီကလောက်လေ Brighton မှာစွမ်းဆောင်ရည်ကောင်းပြမနေဘူးဆိုတော့ဗောနော Carlos Valverde ရဲ့အနီးထားကတော်တော်လေးတော့ကျွန်တော်သာတိုင်ပတ်နေပြီဆိုတော့ညီကရောညီကရောဘယ်လိုမြင်ကြလဲလက်ရှိ Carlos Valverde ကိုကျွန်တော်တို့အမှန်ကန်ထပ်ပြီးတော့ကိုယ်ကိုကြိုးပမ်းတင်တယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်